ငါကတော့ငငယ်တည်းကနေပြီးတော့ငဂနီစာဟုတ်တိုက်ကစာဟုတ်တီထွက်လာလိမ့်မယ်အဲ့ဒီငဂနီစာဟုတ်တိုက်ကဘာသာပြန်စာပေအသင်းကြီးထွက်လာလို့ရှိရင် computer science တွေ physics တွေ chemistry biology တင်ချာတွေအဲ့ဒီပညာတွေဘာသာပြန်ပေးရင်လေဖတ်ရင်ဒုနိုင်ငံကချမ်းသာလာလိမ့်မယ်ဆင်းရဲခြင်းလွတ်ကင်းအောင်လို့ပြောတာငဂနီတကူနဲ့မျိုးကုန်တက်စီပြီးအဲ့ဒါမျိုးပဲနဲ့ဘိုးဘွားအောင်လေအိမ်နှင်းရောက်ကုန်ငဂနီစာဟုတ်မရောက်ဘူးဒါငါပြောတာလေ ိတ်ဒီဘုံဘုံလုံကြုံစီမီနေစဉ်ဖို့မထိုးပဲကျိုးပေးနိုင်မီဖို့ထိုးရမလို့မြမပြည်သည်ငကနီတကိုနဲ့မြေရှိုးပါလို့မိုးပါပြန်မြေရှိုးမယ်ဆိုတာမြေအောက်ထဲကရေနံနေပါထွက်မှပြောတာ မိုးပြန်မယ်ဆိုလေးမြန်နေပဲရုပ်ဒါပြောတာတို့တို့ရေးစေချင်တာမြေရှိုးပါလို့မိုးပါပြန်နိုင်ပြီမွေးတဲ့သူတွေငွေမရှာရအောင်အဲ့ဒါငကနီစောက်တဲ့ကစောက်တွေဖတ်ပါလို့ပြောတာဘိုးအောင်နဲ့ရှင်းစားကအိမ်ထဲဘိုးအောင်ကရောက်တယ်ငကနီစောက်မရောက်ဘူးဒါပြောတာတို့ကတချင်းဆိုပြတာမဟုတ်ဘူးမင်းတို့ပြန်တက်လှန်လိုက်တာမင်းတို့အဲ့လိုဖြစ်သွားတယ်လေနဂနီတကိုးနဲ့မျိုးကုံတက်စီပြီဆိုနဂနီတကိုးနဲ့အမျိုးကုံတက်စီမယ်လို့ပြောတို့ခစ်က ဘလောက်တောင်ဖြစ်လဲဆိုရှင်ဒီမှတ်မရရ10ပြားပေးရတဲ့0မှတ်မရငကနီ10ပြားជីជីသေး10ပြားခုနိမမိတယ်အဲ့ဒါជីជីသေး10ပြားជីជីသေးတိတ်ပြီးတော့ခစ်စားတာဖြစ်ရောအဲ့ဒီ0တော့ကជីជីသေး10ပြားငကနီ10ပြားကျန်တာနောက်ကျမှဆန်းဆန်းတို့ဘာတို့ညာတို့ပေါ်လာပရမဆတ်စားအောင်ကိုစားဘူးတာကိုစားဘူးတဲ့ခလေးကမជីជីသေး10ပြားအဲ့ဒါ0 00ငကနီ10ပြားငကနီတစ်စိတ်လေးနဲ့မှတ်မရအဲ့ဒါជីជីသေး10ပြားငကနီ10ပြား အဲ့လိုလူတွေပြန့်ပွားအောင်လို့လုပ်လိုက်ပါတယ်ဒါပေမဲ့ကိုတို့ကမဟုတ်ဘူးဟာဘိုးအောင်နဲ့ရှင်းစားကိုနာတို့မရေကိန်းဆိုင်မီဟာဘိုးအောင်ကမမှာဆိုအိမ်ဒီမှာဘိုးအောင်ဘွားဘိုးအောင်နေအပြက်ပြက်ပြေးသွားဒီနေ့ရှိငကနီစာအုပ်တိုက်ထဲကစာအုပ်တည်ဖတ်ပါအဲ့ဒီတော့မများလေ1950ပြည့်ရများမင်းတို့ဖတ်ခင်ဒီနေ့2000ပြည့်မှာမင်းတို့ဆရာကြီးတွေဖြစ်သွားပြီမင်းတို့ဖတ်ခဲ့ဘူးလေမင်းတို့ဖတ်ခဲ့ဘူးလေတအားပြောတာပါ ဲ့တော့အဲ့ဒီငကနီစာအုပ်တိုက်ကြီးဆိုဩလုတ်လိုက်ရတာလုတ်လိုက်ရတာအမှုပညာကိုမသိအမှုပညာမသိတော့တခါတည်းရင်အမှုပညာမသိတော့တမိုင်းချောင်းကစောင်းသွားတယ်မန္တလေးမြို့မှာတခြင်းဆိုပါတယ်ဓမီစီဒီဘက်ဒါကိုဖြီလိုက်တာပါနောက်ဆုံးရွှေရံညွန့်100ပြည့်မှာဇောဝန်ထွတ်တို့ကိုမင်းတို့ကဒါလေးထည့်ပြီးတော့ရိုက်ဆမ်းပါဆက်မန္တလေးမှာမေဆွေရတခြင်းဆိုတယ်တမတော်ကြီးကိုအင်အားရှိသူဖနက်တင်နဲ့ဝိုင်းပြဲ့တယ်အဲ့ဒီမှာဘိုးချုပ်ထွန်းကြီးကတိုင်မှုဘိုးချုပ်ထွန်းကြီးကဖနက်မှာပါတဲ့ခေါင်းတွေကို အကုန်တန်းစီပြီးတော့ viewer viewer တွေတက်ပြီးကပတ်နဲ့ရိုက်ပြက်တာတမန်လေးမှာတကယ်ဖြစ်ပြက်ခဲ့မေဆွေတချင်ဘရမဆိုရတော့ဆိုတော့အဲ့တော့အဲ့ဒီတချင်းဒီစစ်တပ်ကိုမုန်းနေတယ်ဆိုပြီးတော့အဲ့ဒါဓမီစီရီကပြောခဲ့မှုပါတယ်မဟုတ်ဘူး1945ခုနှစ်တော်လိုင်းရင်းနေကျင်းပတော့မယ်ဆိုတော့မှမလ1945ခုနှစ် February လ26ရက်နေ့မှာအဲ့ဒီတချင်းရေးပါတယ်ရွှေတိုင်ညွန့်ကတေငန်ဒီမှာပစောင်းကင်ဆာဖြစ်နေကမှာဘုထွန်းလာကိုတွားပြီးတော့ တော့ကိုရောလာကိုုံကိုုံကိုုံရှိကိုုံရှိသွားတော့ကွာတက်မလို့တော့ကိုတချင်းလေးတပုတ်တော့စံပြဖြစ်အောင်ရေးစမ်းပါဆိုလို့ရွှေတိုင်ညွန့်ကနေမကောင်းတဲ့ကြားတဲ့နေအာဘူချိုကိုတိုင်ရေးခိုင်းတဲ့တချင်းပါလားဆိုပြီးတော့ तू မရေးနိုင်တော့ကိုလကိုလမောင်ကိုပတရားလေးနဲ့ဒါတော့ဆရာလည်းမမိပါဘူးအတန်ကြည့်ရတာတော့ တမရောကုံယုံထုံပြုံဖို့ရဒုစွမ်းဆောင်ရမည်တမရောကုံယုံထုံပြုံဖို့ရဒုတာဝင်ဖြစ်သည်အသင်ကပတရားနဲ့ရှာတာလားမသိဘူးလို့ဒါတော့ကိုလည်းမှန်းကြည့်တာပေါ့သွားပုံကသွားနေရအသင်ရှာပုံကြည့်ရတာပေါ့ဒီမင်းဟာနဲ့မရှာပဲနဲ့အဲ့လိုထင်လိုက်တာပဲအရေးရှိကရင်တုံးတုံးတုံးဆိုတော့အဲ့တော့အဲ့ဒီသချင်းလေးကိုရေးလိုက်ပြီးတော့ February 26ရက်နေ့ တော်လိုင်းရင်နေမဖြစ်ခင်တလအလိုမှာရွှေတိုင်းညွန့်ကွယ်ကွယ်လွန်သွားတယ်ဆောမထုတ်တွေအဖို့ရွှေတိုင်းညွန့်ကွယ်လွန်သွားတဲ့အခါမှာဗိုလ်ချုပ်ကိုယ်တိုင်တပ်မတော်ရဲ့အခမ်းအနားနဲ့ချပါကွာသူ့တချင်းလေးကိုသူမသိသွားအောင်ဆိုပြီးတော့မှရွှေတကုံကုန်းမြေမှာအဲ့ဒီတပ်မတော်ကြီးကိုအင်အားရှိဖို့ရဲဘော်ပေါင်းကိုကိုသေးသားလို့အစင်ဒါကဘယ်သူနဲ့မှမပတ်သက် no အစောမောင် no အသန်းရွှေဘယ်သူမှမပတ်သက်ဘူးဥအောင်ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တီထွင်ခဲ့တဲ့တချင်းကိုတမိုင်းမသိတော့အဲ့ဒီမှာဖနက်နဲ့ပြစ်ထားတော့အဲ့တချင်းမဆွေရဲတော့ဘူး နိုးဘရုဏဘတ်တမ်မတော်တော့မပေါ်သေးမှာအဲ့တော့အဲ့တမ်မတော်ပေါ်အောင်ဆိုရတဲ့သင်ပြညာဒီသမိုင်းညောင်းကိုအရင်ရှင်းပြရမယ်မရှင်းမနဲ့အဲ့တဲ့ချင်းကြီးတမ်မတော်ကြီးဝင်ရရှိဖို့ရမယ်လေဘောကိုသေးတော့အစင်မပြေပြတော့တော့ဆိုအဲ့ချင်းမှာအစင်မပြေဘူးအရေးကြီးပြရစားမှာဆိုတော့ဒါတခြင်းမဆိုရင်ကျွန်တော်ကျမလေးအခုအဲဘဘရွှေတန်းကြီးနဲ့တခြင်းတဲ့ဘကိုဆိုပါမယ်ဒီတခြင်းက1945ခုနှစ် February 26နေ့မှာကိုယ်လွန်သွားတဲ့ရွှေတန်းကြီးရေခဲ့တာပါ1945ခုမတ်လ29တလနဲ့တရက်အကြာမှာတတ်မတော်ကြီး ဂျပန်ကိုတော်လန်တဲ့အခါမှာဒီသချင်းနဲ့စခဲ့ပါရဲ့ဆိုရင်ဒီလိုမျိုးမင်းရှင်းလိုက်ရင်ပြဿနာမပြီးခဲ့တာပေါ့ဆိုတော့စက်တက်တမတော်နဲ့ပြည်သူနဲ့ကြားမှာလဲယဉ်ညာစိတ်မိအောင်ဘသူ့ကိုမှမပုံကံဘူးတမိန်ကြောင့်ကိုဖော်တာပဲရှိတယ်အဲဒါဥက္ကဒနာစက်တက်ကိုဖားတာမဖားဘူးကိုဆွန်ကိုစားတာဘသူ့မှမဖားဘူးဘယ်ဘူချုံမှဘယ်ဘူချုံမှစားနိုင်မဟုတ်အများပြည်သူရဲ့ခொနည်းသားသမီးကစွန်းရတဲ့ခြမောင်းတဲ့တမိန်ကိုစားနေတာဆရာအဲ့ဒါဆိုတော့အမှန်တရားကိုတင်ပြလိုက်တာပျောက်ကွယ်သွားမှဆိုပြောဒါပဲရှိတယ် ဟုတ်ပြီနော်ကြည့်အောင်ဒါအမှုပညာဆိုအမှုပညာသည်တိုင်းပြူဘူကျော်ဆန်းကိုတိုင်းဘူထွန်းလာရဲ့တဲ့အမှုပညာရဲ့နော်တဲ့တိုင်းပြူတထက်တအားကအပေးတယ်တဲ့အဲ့ဒါလေးကိုမြာရေးပေးတဲ့ပုံကမြာဒေါ်စုကိုရေးပေးလိုက်ရင်ဒီလိုအကယ်ဒမီပွဲမှာကျမလေအာကျမတို့ကျမတို့ပါတီအာဏာရဖို့အတွက်ကိုအမှုပညာရှင်တွေကဝိုင်းဝန်းကြတာကျမမမေ့ပါဘူးကျမအဖေကိုရင်ကလည်းမမေ့ခဲ့ပါဘူးဆိုတော့ ရွှေဆရာရွှေတဲ့ညွန့်ကိုလေတမတော်ကြီးတီထောင်းတဲ့နေရာရေးခဲ့ပါတယ်ဆိုတာလေမြာအဲ့လိုဘေးနားရှိလိုက်ရင်အဲ့မေကွန်ဘလော့ပြောင်းမြသွားမှာလေကို့ဖေကိုရင်ပြောခဲ့တာကိုလေအန်တီစုအဲ့ဒါမျိုးလေးမိတာလေးကိုတယောက်ကထောက်ပေးလိုက်ငါအနားမှာရှိရင်ပြောလိုက်မှာလေ1945ခုနှစ်လေဖေဖော်ဝါရီ26ရက်နေ့မှာရွှေတဲ့ညွန့်ကို ဘုထောလာစာသွားရေးခိုင်းတာလေအဲ့ဒါတမတော်ကုံယုံထုံပြောင်းဖို့ရာဒုစွမ်းဆောင်ရမီတမတော်ကုံယုံထုံပြောင်းဖို့ရာဒုတာဝန်ရှိသည်လို့အဲ့ဒီတော့အရေးရှိခဲ့ရင်အရေးအကြောင်းကြုံလာရင်အသက်တောင်စွန့်မယ်လို့ဆိုရအပိုက်ကိုဘိုးရောတိတ်ကြိုက်သွားတယ်အရေးရှိခဲ့ရင်အရေးအဲ့နာတို့ထက်တယ်အရေးရှိခဲ့ရင်အရေးရှိခဲ့အရေးရှိခဲ့ရင်အသက်ကိုစွန့်ဖို့ရာအဆင်သင့်မယ်ဆိုတဲ့အပိုက်လေးကိုဘိုးကျော်ကအချိန်ချင်းဘိုးတော်ကဆိုကြည့်တာအရေးရှိခဲ့ရင်အရေးရှိခဲ့အဲ့ဘိုးကျော်အဲ့ဒီပိုက်ကိုတခါကိုထက်ထက်ထက်သူကဆိုတယ်တဲ့ဘဘဥထွန်းလာကိုယ်တိုင်ကိုအိမ်သွားပြီးတော့မေးခဲ့တာ မိခဲ့လို့ကိုကလည်းအမှုပြင်ရပါတော့အဲ့တချင်းလေးကိုဥထုံးဘုထုံးလာကပေးလိုက်တာတာရဲ့မြင်းဆိုကြည်စမ်းกว่าတဲ့တခါမှမကြဘူးလေခလေးရှိသေးတာတမတော်ကြီးကိုအင်အားရှိဖို့ရရခုဟာမင်းတန်စင်နေရသားပဲกว่าရဲဘောပေါင်းကိုကိုသွေးသားလို့စင်မမိအပ်ပေးသည်ဘယ်သူမှမကြဘူးသေးဘူး၆တန်းမှရှိသေးတယ်ကြောင်းသားအဲ့တချင်းလေးထုတ်ပေးတယ်ဘုထုံးလာဘဘဥစ္စာသူပေးခဲ့လို့ကိုကတော့သိတာရဲဘောပေါင်းကိုကိုသွေးသားလို့စင်မမိအပ်ပေးသည်ဆိုတော့အဲ့ဒါကိုမြင် ကျမလည်းလေအမှုပညာရှင်တွေကတိုင်းပြည်ရဲ့တရတာဖြစ်ပါတယ်ဖိဖိကိုတိုင်1945ခုနှစ်မှာမလ28တော်လိုင်းကြီးတက်မတော်နေကြီးဖြစ်ပဲတော်လိုင်းနေဖြစ်မဲ့တည်းမှာဘဘအာဦးနေချွေတဲ့ညုံကိုသွားပြီးတော့တချင်းရေးဖို့အကူအညီတောင်းခဲ့ဘူးပါတယ်ဆိုရင်ဒီမေကွန်းကလွန်ခဲ့တဲ့အကယ်ဒမီနေ့မှာစံဖြစ်သွားတယ်ကျန်တာလေးတွေကိုဖြည့်တာပါဘာမှအမှန်မဟုတ်ဆိုရင်ပြည်သူနဲ့တက်မတော်အစိုးရနဲ့ပြည်သူကြားမှာဟာတာလေးတွေစိတ်သွားတယ် တကုသို့ကောင်းမှုတစ်ခုပဲဟာဓမေစီကျိုးရလေအရှင်တော်အာစစ်သားဆိုရင်ပါဆိုရေစစ်တော်မတော်ဘူးမှားမှားနေအဲ့ဒီတခြင်းနဲ့ဘာမှပတ်သက်ဘူးဒီတခြင်းဒီဆရာရွှေရံညို့ကိုချစ်အမှုပညာသမားတွေဟိုမှလေးတေတော့မယ်မလောက်နိုင်တော့ဘူးအော်ပြောလိုက်ပါကွာတဲ့ဘိုးချုပ်ကသူကိုယ်တိုင်တန်စင်သူ့လက်ရည်လေးနဲ့ရေးပြီးမပေးနိုင်တဲ့အတွက်ကိုတောင်းပန်လိုက်ပါတဲ့ပက်လက်ကလေးကနေစာရေးပေးတယ်ရေးဘောပေါင်းကိုကိုသွေးသားလို့စမမိတ်အပ်ပြီသည်ရေးရှိရေးရှိခဲ့ရင်ရေးရှိဟာခလောင်းဆရာတော်တော်လေးချစ်မြတ်နုံနုံလို့ တင်ရန်ကြီးဆဲတဲ့လူတယောက်ကပြောခဲ့တဲ့အမှုပညာရဲ့အားလေးဖြစ်ခြင်းရောက်ဒါဒါဒါပဲဒါဒါတဲ့သူ့ရဲ့နောက်ဆုံးစာလေးတွေခုနဘယ်မှာဆိုအမှုပညာရှင်နေမှာဒါသူတို့နောက်ဆုံးစာလေး